မိဘပြည်သူများခင်ဗျာနောက်52နှစ်အတွင်းဤကြီးရှမ်းမှုဆူဆူရွရွဖြစ်ပွားမှဖြစ်တဲ့တော့ပြည်သူတွေကုရီကနေဂျူတင်ပြင်ဆင်ကြဖို့တော့အရေးပေါ်ပဲသတိပေးလိုပါရီဘင်္ဂလားပြည်နယ်အော်ဘုံမှာဖြစ်ပေါ်နေတဲ့အောက်ကောင်းတဲ့လီဖီအာနဲ့ရဝဆိုင်ကလုန်းမုန်တိုင်းရဲ့အရှင်ကြောင့်ပြီးလာမယ့်မေလ26ရက်နေ့ကနေစတင်ပြီးတော့ဂျွန်လ3ရက်နေ့ထိမိုးအလုံးကြီးပြီးတော့တနိုင်ကလုံးနေရအနှံ့ပြားမိုးကြီးရေကြီးမှုတွေဖြစ်ပေါ်မှာဖြစ်ကြောင်းဘလိုသာဌာနကလည်းအရေးပေါ်ပဲသတိပေးထားတာကိုတွေ့ရပါရီ အဆူပါနေရီမှာမိုးတရံစွာရောက်သွန်းလာနိုင်ပြီးတော့တောင်ကြရေကြောင့်တောင်ရင်မြစ်ရေရုတ်တရက်မြစ်တလာမှုနဲ့တူပင်လယ်သက်ရေအခန့်ရှိနေတော့အာရှလမ်းမကြီးပေါ်မြေနီကုန်းကြံကင်းကျွန်းတော်တလျှောက်မှာဒါရီလွန်မိုးနိုင်ပြီးတော့မြောက်ဝတီမှာဆိုရင်မြေနီပိုင်ဒေသတွေအားလုံးအပါဝင်ထိုင်းမြန်မာနေဆက်တလျှောက်လို့မြေနီပိုင်ဒေသတွေအကုန်လုံးရက်ကြကြတော်တော်လေးကိုရေကြီးရှံမှုဖြစ်ပွားမှာဖြစ်ပြီးတော့လူအသက်အန္တရာယ်ရှိလို့ အခုကတည်းကနော်မေလ20ခန်းရက်နေ့မတိုင်ခင်ကတည်းကနေပြည်သူတွေအရေးပေါ်ပြင်ဆင်ကြဖို့အတွက်ကိုအရေးပေါ်မိုးလေဝသဌာနကလည်းအတိပေးထားတာကိုတွေ့ရပါတယ်မေလ28 29 30မှာမူကတတော်လေးကိုကြီးမာဖြစ်ပြီးတော့နော်လေမြင့်တိုက်ခိုင်းခြင်းမူကြီးခြင်းအဲ့ဒါနဲ့အတူအဲ့ဒီ24နှစ်ရည်အတွင်းမှာပဲတကယ်ကိုမှကြီးမာတဲ့မိုးရွာသွန်းမှုတွေကြောင့်သဘာဝဘီအန်ဒီရီဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဓိကတော့ရည်ကြီးမာပေါ့ဗျာရည်ကြီးရှံဖြစ်ပြီးတော့ ပြည်သူတွေအသက်အန္တရာယ်ဖြစ်လာမှာကိုတွေးရတာဖြစ်တဲ့အတွက်ပြည်သူတွေခုခရေကနေကြိုတင်ပြင်ဆင်ထားကြပါဘုလို့တော့ပညာရှင်ဦးဝင်းနိုင်ကတော့ AR တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမကွေးတိုင်းရခိုင်ပြည်နယ်နဲ့အလေးပိုင်းဒေသတွေမန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့မှဘူးတတော်လေးကိုများမှဖြစ်ပြီးရေကြီးရှမ်းမှုတွေဖြစ်ပေါ်လာမှာဖြစ်ကြောင်းအသိပေးထားတာကိုလေတွေးရရင်ပနိုင်ကန်လုံးလေတွေးပြီးသားဖြစ်မှာပါညောင်တုံးမြို့မှာဆိုရင်မြေကမ်းပါးမှာနေထိုင်နေကြတယ်เนาะနေအိမ်တတော်များများဒါပြိုကျသွားတယ်ပေါ့เนาะ ဒါရေးမျောသွားပြီးတော့ဒေသခံတွေတော်တော်များများဒုက္ခရောက်သွားကြတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မီလာ26 29 28เนาะကြိုတင် ပြင်ဆင်ထားကြပါဒီသူတွေလုံးဝမပေါ်ဆကြပါနဲ့ဒီယာဒီဟာအိုးကြကာလဖြစ်တဲ့အတွက်သဘောဝဘီအန်ယူတွေလာမှာဖြစ်ပါရီခုဒီကနေကြိုတင်ပြင်ဆင်ထားကြပါနော်